အီရန်ကအစ္စရေးကို စနေနေ့ကဒုံးကျည်၍နောက်တလိုင်းချက်ပစ်ပြီးလူနေရပ်ကွက်တွေအတွင်းကြားရောက်ပောက်ကွဲပြီးအများပြားဒဏ်ရာရရှိခဲ့ပါတယ်။အစ္စရေးကလည်းတီဟီရန်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အယာတိုလာအစိုးရရဲ့ပြင်းမှန်မှန်သမျှကိုတိုက်ခိုက်သွားမယ်လို့ ဣသရေလဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကကတိပြုပြောကြားလာပြီးနောက်တိုက်ခိုက်မှုအတစ်တွေထပ်မံထွက်ပေါ်လာခဲ့တာပါအီရန်တမရမာဆပီဇခီအန်ကသူတို့ကိုနောက်ထပ်တိုက်ခိုက်လာပါကပုံမပြင်းထန်အင်အားကြီးရဲ့တုံ့ပြန်မှုကိုခံရမယ်လို့တတိပေးလိုက်ပါတယ်တက်ခတ်မှုတွေရှော့ချရေးတောင်းဆိုတန်တွေပုံမထွက်ပေါ်လာစင်မှာပဲ။ တနင်္ဂနွေနေ့ကကျင်းပဖို့စီစဉ်ထားတဲ့အမေရိကန်နဲ့အီရန်နျူကလ িয়ার အရေးဆွေးနွေးပွဲနောက်တစ်ချော့ကို ပြဖြတ်လိုက်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကိုခံနေရစဉ်မှာဆွေးနွေးညှိနှိုင်းမှုတွေမပြုလုပ်နိုင်ဘူးလို့အီရန်ကပြောပါတယ်။တောက်ကြနေလင်းရန်ကြီးကစတင်ခဲ့တဲ့အစ္စရေးရဲ့စစ်စင်ရေးဟာအီရန်ရဲ့လေကြောင်းရန်ကာကိုရေးစနစ်တွေနျူကလ িয়ার နဲ့စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ တီဟီရန်ရဲ့အဆိုအရတိုက်ခိုက်မှုကြောင့်ထိတ်တန်းတက်မှုတွေနျူကလ িয়ার သိပ်ပံပညာရှင်တွေအပါအဝင်ဒါဇင်ပေါင်းများစွာတေဆုံးခဲ့ပါတယ်။အီရန်ကနောက်တစ်ထပ်ပြစ်လွတ်လိုက်တဲ့ဒုံးကျည်တွေကိုကြားဖြတ်ဟန်တားနိုင်ခဲ့ပြီးတပြိုင်တည်းမှာပဲတီဟီရန်ရှိစစ်ရေးပစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးကစနေနေ့ကပြောကြားလိုက်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုဟာအီရန်ကာကွယ်ရေးဝန်ကြီးဌာနဌာနချုပ်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး အစာအုပ်တစ်ခုပျက်စီးသွားတယ်လို့အီရန်သတင်းအေဂျင်စီကသတင်းမှပေးပို့ထားပါတယ်စစ်တပ်ကတော့ဘာအခြေအနေမှမှတ်ချက်မပေးထားပါဘူးခင်ဗျာလောကောမီဒီယာကဆက်လက်ရည်မှန်းဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ